ဘာလို့ရောက်ချမ်းကိုတိုင်းသူတော်စင်ရဲ့အောက်မှာနံပါတ်1အတန်မှာဆုံးလို့ပြောရလို့ဆိုရင်တော့တိုင်းသူတော်စင်တယောက်ကဘလောက်ထိကြမ်းလဲဆိုတာဒီမှာအားလုံးကကြည့်ကြပါဘူးဆုံးအထွန်းထိပ်ပညာရှင်တွေရအောင်တိုင်းသူတော်စင်ရဲ့အရှင်ကအောက်မှာအမှုဖြစ်သွားခြင်းရပါအဲ့ဒီမှာကျဲချောက်ပင်းအောက်တိုင်းရင်းစာတွေရမှာအမှုအဖြစ်ပြောင်းလဲသွားတာကိုအလုံးကမြင်တွေ့ခဲ့ရမှာသူတို့ရင်ဆိုင်နေရတဲ့သူကကနဦးသူတော်စင်တပိုင်းအစ်ပညာရှင်တယောက်ဖြစ်နေဦးမယ်ဆိုရင်တော့မှသူတော်စင်တပိုင်းပါပဲ တိုင်းသူတို့စဉ်ဖြစ်လာပြီဆိုရင်ဒိုချီကုံမြင့်ကြီးရဲ့ထိတ်သီးစီးပညာရှင်တယောက်ဖြစ်လာပြီလို့ပြောလို့ရပါတယ်ထိတ်သီးဆိုတာတကယ်ဆရာဆရာကြီးတွေသာရှိနေတယ်မြင်ရပါအလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က episode 181ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ video လေးစလိုက်အောင် episode 181ရဲ့အစမှာတော့မင်းဟဲမဟာမိတ်ကြီးကကြွကြွဆိုင်ကိုလာရောက်ပြီးတော့တိုက်ခိုက်နေကြပါပြီ။ဒီမှာသူတို့တိုက်ခိုက်နေတဲ့နေရာဆိုရင်တော့ကြွကြွနိုင်ငံရဲ့ကြေတာနိုင်ငံပေါ့။ကြွကြွဆိုင်ရဲ့ကြေတာလောကငယ်ပါ။ ကျေတာလောကငယ်ဆိုတာကတော့ရောက်ချမ်းရှာတွေ့ထားတဲ့ကျေကျွေဆိုင်ရဲ့တိုင်းသူတို့စင်နေတာဖန်တီးနိုင်တဲ့လီဟာနေလောကငယ်လေးပါဟုတ်ပါတယ်ကျေကျွေဆိုင်မှာကိုပိုင်လီဟာနေငယ်လေးရရှိနေပါတယ်အဲ့လိုလီဟာနေလောကငယ်ကိုဖန်တီးဖို့ဆိုတာတိုင်းသူတို့စင်အစင်းကိုရောက်နေတဲ့သူတွေရတာဖန်တီးနိုင်ပါတယ်ဒါပေမဲ့လေရောက်ချမ်းတော့ထူးခြားမှုတစ်ခုကြောင့်ကောင်းကင်ကနေကြွေကြလာတဲ့ဥက္ကခဲတစ်ခုကိုရှာတွေ့ပြီးအဲ့နေရာမှာသူကကျေကျွေဆိုင်ကိုတိဆောက်ခဲ့တာပါဒါပေမဲ့လေအစောပိုင်းကပြောသလိုပဲဒီနေရာကျေတာလောကဆိုရင်တော့ သဘောတိုင်ရှိနေတဲ့ကြေတာလောကငယ်ဖြစ်ပြီးနောက်ပိုင်းမှာရောက်ချမ်းတဖြည်းဖြည်းနဲ့ပြန်လည်ပြုပြင်ခဲ့တာမလို့လီဟာနဲ့ငယ်လေးတစ်ခုဖြစ်လာတာပါဒါကြောင့်မလို့ဒါဖောက်ထွင်းလို့ရပါတယ်အခုဒီမှာမေဟန်မာမေယာဆိုရင်သူတော်စင်တပိုင်းအဆင့်ပညာရှင်တွေဥဆောင်ပြီးတော့တိုက်ခိုက်လာတာမလို့ဒီကြေတာလောကငယ်လေးရဆိုရင်တော့ခံနိုင်မှရှိပဲကွဲထွက်သွားခဲ့ရပါတယ် ဒီကြေတာလောကငယ်ရဲ့အကာအကွယ်ပျက်စီးသွားတဲ့အချိန်မှာပဲမင်းဟန်မဟာမိတ်ကအဆုလိုက်ပြုံလိုက်ဝင်ရောက်လာကြတာပါဒီမှာကြက်ကြွေးဆိုင်ကိုလာရောက်တိုက်ခိုက်နေတဲ့အချိန်မှာခုခံကာကွယ်နေတဲ့လူအများစုကဆိုရင်တော့တိုင်းဝိဇာအစဉ်ပညာရှင်တွေနဲ့ဒုံစုံအထွန်းထိပ်ပညာရှင်တွေပါတိုင်းဝိဇာအစဉ်ပညာရှင်တွေဆိုတာကလည်းအမြောက်အများအောင်မှာတည်ရှိနေပါတယ်ဒါတွေကိုကြည့်မယ်ဆိုရင်လက်ရှိကြက်ကြွေးဆိုင်ကဘလောက်ထိတော့အင်အားကြီးနေပြီလဲဆိုတာတွေ့ရမှာပါအဓိကကတော့ရောက်ချမ်းတို့အဖွဲ့ရဲ့အင်အားအကြောင်းကိုအရင်ပြပြပေးပါမယ် အလုံးဝသိချင်နေတဲ့မူချင်းလွန်အနေစာပြောလိုက်အောင်မူချင်းလွန်အနေဆုံးလက်ရှိချိန်ဒီမှာသူကဒုံစုံအထွန်းထိတ်လောက်တော့ရောက်နေလောက်ပါပြီတိုင်ဝိဇာအစင်းတော့မူချင်းလွန်မရောက်သေးပါဘူးနောက်ပြီးတော့ဝိဇာထင်ဟူဝိဇာထင်ဟူကတော့တိုင်ဝိဇာအထွန်းထိတ်ပါကျဲကိုးပွင့်တိုင်ဝိဇာအထွန်းထိတ်အစင်းပါပါချိုင်လင်းရှောက်ရှန်းချင်းလင်း၃ယောက်စလုံးပါဆိုရင်လဲကျဲကိုးပွင့်တိုင်ဝိဇာအထွန်းထိတ်ပညာရှင်တွေပါ ရောက်ချမ်းရောက်ချမ်းอ่ะဆိုရင်တော့သူတော်စင်တပိုင်းစင်အစင်းမြင့်သူတော်စင်တပိုင်းစင်ပညာရှင်ပါဒီနေရာမှာရောက်ချမ်းဟောဘာကြောင့်တိုင်းသူတော်စင်အောက်မှာအတန်မာဆုံးလူလို့ကျွန်တော်ခဏခဏပြောခဲ့လေဆိုတော့နောက်ပိုင်းမှာကျွန်တော်ရှင်းပြပေးပါမယ်အရင်ဦးဆုံးအနေနဲ့တဖက်ရန်သူရဲ့အင်အားကိုအရင်ပြပြပေးပါမယ်လက်ရှိတဖက်ရန်သူကလာတိုက်တဲ့အဖွဲ့မှာဆိုရင်တိုင်းဝိဇာအစင်ပညာရှင်ကလည်းအတော်လေးကိုမှအမြောက်အများကိုပောင်းဝင်ပါတယ်ဒီမှာဆိုရင်လေလျက်စီးဆိုင်ရေခဲမြစ်တောင်ကြားနဲ့မေဟေမဟာမိတ်ကဥဆောင်ပြီးရောက်ရှိလာတာပါ လေလျာစီးဆိုင်ရင်လည်းရေခဲမြစ်တောင်ကြားဆိုတာလည်းအလဲပိုင်းကုန်းမြစ်မှာနှစ်ပေါင်းများစွာအချိန်မြင့်တွေ့နေတဲ့အင်အားစုကြီးတွေပါသူတို့အင်အားစုမှာလည်းအ धिक အခြေခံအုတ်မြစ်တွေရရှိပါတယ်ဒီမှာရောက်ရှိလာပြီးပအဝင်တိုက်ခိုက်ကြတဲ့လူတွေအားဆိုရင်တော့သူတို့အင်အားစုတွေရဲ့အ धिक အခြေခံအုတ်မြစ်တွေဖြစ်ကြပါတယ်လေလျာစီးဆိုင်ရင်ဘက်ကဥဆောင်လာတဲ့သူဆိုရင်တိုင်းဝိဇာအစဉ်ပညာရှင်ဖြစ်ပြီးအနေဆုံးကျယ်၅ပွင့်ကျယ်၆ပွင့်တိုင်းဝိဇာအစဉ်ပညာရှင်ဖြစ်နိုင်ပါတယ် တစ်ဖက်ရေခဲမြစ်တောင်ကြားဘက်ကဥဆောင်လာတဲ့သူရေခဲမြစ်တောင်ကြားဘက်ကဥဆောင်လာတဲ့သူပါဆိုရင်တော့ရေခဲမြစ်တောင်ကြားရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးသူကလည်းအနှိမ့်ဆုံးကျယ်ခွနပွင့်ကျယ်ရှစ်ပွင့်တာမိစာအစဉ်ပညာရှင်ဖြစ်နိုင်ပါလေ။ ဒီလိုအင်အားစုတွေရှိနေလို့လေအလဲပိုင်းကုမြင့်ကြီးမှာရေခဲမြစ်တောင်ကြားတို့လေလျက်စီးဆိုင်ရင်တို့ဆိုတာနှစ်ပေါင်းများစွာတစ်လျှောက်လုံးအခြေခံအုတ်မြစ်ကိုယူနိုင်ခဲ့တာပါဒါပေမဲ့သူတို့ရဲ့ဆိုင်ရင်သခင်တွေကတော့မပါဝင်လာခဲ့ပါဘူးရေခဲဝိဇ္ဇာပင်ဟီရောလေလျက်စီးဆိုင်ရင်သခင်ဝိဇ္ဇာလက်ရောနှစ်ယောက်လုံးကမပါဝင်လာခဲ့ပါဘူးသူတို့နှစ်ယောက်ကမပါဝင်လာပေမဲ့သူတို့စီမှာရှိနေတဲ့အင်အားစုအလုံးရင်းအားလုံးကပါဝင်လာပါတယ် လေလျက်စီးဆိုင်မှာဆိုလဲသူတို့ဆိုင်မှာရှိတဲ့အခြားပုံကွက်နေတဲ့တိုင်းဝိဇာအစင်ပညာရှင်တွေကပါပါဝင်လာပြီးတစ်ဖက်ရေခဲမြစ်တောင်ချာမှာလည်းပုံကွက်နေတဲ့တိုင်းဝိဇာအစင်ပညာရှင်တွေကပါဝင်လာခဲ့ပါတယ်ဒါပေမဲ့ဒီအဖွဲ့ထဲမှာတိုင်းဝိဇာအစင်ပညာရှင်အများဆုံးကတော့မင်းဟဲမဟာမိတ်ပါမင်းဟဲမဟာမိတ်ဘက်ကနေထုတ်လာတဲ့တိုင်းဝိဇာအစင်ပညာရှင်ကစေကနန်းအထက်လောက်ကိုရှိနေပါတယ်ဒီမှာရှိနေတဲ့လူအတော်များကိုမင်းဟဲမဟာမိတ်ကလို့ပြောရင်ပို့ပြီးတော့မှန်ပါလိမ့်မယ် ရေကမြေတောင်ကြားဘက်ကနေပါလာတဲ့တိုင်းဝေးစာအဆင့်ပညာရှင်ကတယောက်နှစ်ယောက်ပါပဲတစ်ဖက်လေးလက်စည်းဆိုင်ရင်ကလည်းအတူတူလောက်ပဲဖြစ်နိုင်ပါတယ်ကျန်တဲ့သူတွေအားလုံးကတော့ဒုစုံအထွန်းထိပ်ပညာရှင်တွေဖြစ်ကြပါတယ်ဒါပေမဲ့လက်ရှိတိုက်ပွဲကြီးမှာပြောရမယ်ဆိုရင်တော့ကျေတပွင့်ကျန်တဲ့ပွင့်တိုင်းဝေးစာတွေကဘောင်ဝင်ဘူးလို့ပဲပြောရမှာပါဟုတ်ပါတယ်ကျေတပွင့်ကျန်တဲ့ပွင့်တိုင်းဝေးစာတွေဆိုတာတိုင်းဝေးစာအထွန်းထိပ်ပညာရှင်တယောက်ရဲ့တိုက်ခွဲတစ်ခွန်းနဲ့တော့မှအသက်ပြောက်သွားနိုင်ပါတယ်ရောက်ချန်တို့လိုလူမျိုးအတွက်ဆိုရင်သူတို့ကတိုက်ခိုက်ဖို့အတွက်တော့မထိုက်တန်ပါဘူး ဒါကြောင့်မလို့လက်ရှိတိုက်ပွဲထဲမှာတမရိစာအစင်ပညာရှင်တွေကအ धिक အင်အားမဟုတ်တော့ပါဘူး။တဖက်ရန်သူကလာတိုက်တဲ့အ धिक အင်အားကတော့ခေမင်ခိုင်ရဲ့ဘိုးဘေးကြီးခေမင်အစင်းမြင့်သူတော်စင်တပိုင်းအစင်ပညာရှင်ဝိညာဉ်ဘိမ့်မှန်ရဲ့နံပါတ်3ကောင်းငင်ဝိဇာကနော်ဦးသူတော်စင်တပိုင်းအစင်ပညာရှင်ဝိညာဉ်ဘိမ့်မှန်ရဲ့နံပါတ်2ကောင်းငင်ဝိဇာအစင်းမြင့်သူတော်စင်တပိုင်းအစင်ပညာရှင်အဲ့၃ယောက်ကအ धिक အင်အားစုပါပဲ။တိုင်းဝိဇာအစင်ပညာရှင်ကဘလောက်ပဲများနေပါစေ သူတို့စဉ်ဒပိုင်းစဉ်ပညာရှင်တွေရှိမှာဘာလက်ကောမောက်ကိုသူတို့ကတုံးလို့မရပါဘူးသူတို့ရဲ့ရလက်ကတည်ချင်းတရားပဲရှိပါတယ်ဒါပေမဲ့ထူးခြားမှုတွေရှိတဲ့တိုင်းဝိဇ္ဇာတွေဆိုရင်တော့သူတို့စဉ်ဒပိုင်းစဉ်ပညာရှင်တွေနဲ့တော့အချိန်ခဏတာရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်ဥပမာပြောချင်တာကတော့ရှောက်ရန်ခြိုင်လင်းချင်းလင်းရှောက်ရီရှမ်းအဲ့လိုလူမျိုးတွေကိုပြောချင်တာပါဒါကြောင့်မလို့အဓိကပြောချင်တာကတော့ဒီတိုက်ဝဲကြီးမှာတိုင်းဝိဇ္ဇာအစဉ်ပညာရှင်တွေကတော့ဘောင်းမွင့်ပါဘူးကျဲကျွေးဆိုင်ဘက်ကတိုင်းဝိဇ္ဇာအစဉ်ပညာရှင်တွေဖြစ်စီ တဖက်ကပါလာတဲ့တိုင်းဝိဇာအစဉ်ပညာရှင်တွေဖြစ်စေသူတို့ကအချင်းချင်းတိုက်ခိုက်နေကြအောင်သာရှိတာပါသူတို့နှစ်ဖက်ရဲ့တိုင်းဝိဇာအစဉ်ပညာရှင်တွေတည်ရှိမှုကလက်ရှိတိုက်ပွဲကြီးရဲ့ရလဒ်ကိုပြောင်းလဲပေးနိုင်တာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့လက်ရှိတိုက်ပွဲကြီးကသူတော်စင်အစဉ်တိုက်ပွဲကြီးဖြစ်နေလို့ပါသူတော်စင်တပိုင်းစင်ပညာရှင်တွေရတာအချိန်ဒီအားလုံးကိုထိန်းချုပ်ထားတာပါတဖက်မှာဆိုရင် ရောက်ချမ်းအကြာရှုံးသွားတာနဲ့ကြဲကြွေဆန်ရင်ကပျက်စီးရမယ်တဖက်မှာဆိုရင်လည်းမေဟေမဟာမိတ်ဘက်ကထယ်မင်းနဲ့ကုယိုးကကြာရှုံးသွားတာနဲ့သူတို့မေဟေမဟာမိတ်ကပျက်စီးရလိမ့်မယ် ဒီလိုပါပဲအဓိကကတော့ဒီတိုက်ပွဲကိုချုပ်ကင်လာတာသူတော်စင်ဒပိုင်းစင်ပညာရှင်တွေပါတိုင်းဝိဇာတွေရဲ့အင်အားဒီနေရာမှာဘာမှအတုံးဝင်မှုမရှိပါဘူး ဒါကြောင့်မလို့တစ်ဖက်ကမေဟံမဟာမိတ်ကတိုက်ခိုက်တဲ့အချိန်မှာတော့သူတို့ကတိုင်းဝိဇာအစင်ပညာရှင်တွေကိုတယောက်ချင်းစီတိုက်ခိုက်တာမျိုးကိုမလုပ်ပဲအစီရင်နေဖွဲ့စည်းပြီးတော့တိုက်ခိုက်ခိုင်းတာမျိုးကိုသာလုပ်တာပါရေခဲမီတောင်ကြားဆိုရင်လည်းသူတို့ရဲ့လူအလုံးကိုပေါင်းဆက်ပြီးတော့သူတို့ရဲ့အစွမ်းထက်ဆုံးအစီရင်တိုက်ခိုက်မှုကိုအသုံးပြုပြီးတော့ကြဲကြွဆိုင်ကိုတိုက်ခိုက်တာပါတစ်ဖက်လေးလက်စည်းဆိုင်ကလည်းအတူတူပါပဲအဲ့တိုင်ပဲထင်မြင်ကန်ရလည်းအတူတူပါပဲအဲ့နီလောင်းကိုတုံးတာတယောက်ချင်းတိုက်ခိုက်နည်းတွေထက်ပိုပြီးတော့ထိရောက်မှုရှိပါတယ်ပြီးတော့သူတို့ရဲ့လိုင်းရွယ်ချက်ကကြဲကြွဆိုင်ကိုအပိတိုင်ဖျက်ဆီးဖို့ပါဒါကြောင့်မလို့သူတို့ကကြဲကြွဆိုင်မှာရှိ တဲ့လူတိုင်းကိုတက်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ရောက်လာတာပါဒါကြောင့်အစီအနဲ့တိုက်ခိုက်တာသူတို့အတွက်ပိုပြီးတော့အချိုးတက်ရောက်မှုရှိပါတယ်အဲ့ဒီအတွက်ကြောင့်မို့တဖက်မှာကြဲကြွေဆိုင်ကြီးကတော့ခုခန့်နေရတဲ့အခြေအနေမျိုးကိုရောက်ရှိနေရလို့ပြောလို့ရပါတယ်ပြီးတော့ကြဲကြွေဆိုင်ရဲ့အစီအဝင်ကဘာကြဲကြွေဆိုင်ရဲ့အစီအဝင်ကဘာဆိုရင်လည်းအတော်လေးကိုမှအစွမ်းထက်ပါတယ်ဒီအစီအဝင်ကဘာဆိုရင်တန်ဝိဇာအစီပညာရှင်တွေကချိုးဖက်နိုင်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူး ပြီးတော့ကြက်တွေဆန်ရဲ့ကာကွယ်ရေးအစီအစဉ်မှာဦးဆောင်နေတဲ့သူကဝိဇ္ဇဖန်ဖုန်ရှန်းဖြစ်ပြီးတော့ဖုန်ရှန်းရဲ့စွမ်းရည်အရဆိုရင်လက်ရှိအချိန်မှာကြက်ကိုပွင့်တိုင်းဝိဇ္ဇအစင်းကိုရောက်ရှိနေလောက်ပါပြီ။ဒါအပြင်ကမှသူ့ရဲ့နောက်ကနေထောက်ပံ့ပေးနေတဲ့လူအားလုံးကလည်းကြက်တွေဆန်ရဲ့တိုင်းဝိဇ္ဇအစင်းအကြီးကြီးတွေပါ။အဲ့တိုင်းဝိဇ္ဇအစင်းအကြီးကြီးတွေမှာဆိုရင်အစင်းအမျိုးမျိုးပါဝင်ပါတယ်။ကြက်နှစ်ပွင့်တိုင်းဝိဇ္ဇအနေပြီးတော့ကြက်ကိုပွင့်တိုင်းဝိဇ္ဇအထိအစင်းအမျိုးမျိုးပါဝင်နေပါတယ်။ကဲဒါဆိုရင်အဓိကနေရာကိုတွားလိုက်ကြအောင်ရောက်ချမ်းကသူနဲ့အဆင့်တူပညာရှင်နေရာကိုတစ်ချိန်တည်းမှာရင်ဆိုင်နိုင်တာ ဟုတ်ပါတယ်။ဘာလို့ရောက်ချမ်းကိုတိုင်းသူတော်စင်ရဲ့အောက်မှာနံပါတ်1အတန်ပါဆုံးလို့ပြောရလဲဆိုရင်တော့ရောက်ချမ်းကမှော့ဆေးပညာရှင်တယောက်ဖြစ်နေလို့ပါ။ဒီမှာရောက်ချမ်းကထုတ်သုံးရတဲ့လေဟာနယ်လောကငယ်လေးလေဟာနယ်လောကငယ်ဆိုတာအမှန်တကယ်တော့တိုင်းသူတော်စင်ရဲ့အသာဖန်တီးနိုင်တဲ့အရာပါ။ဒါကိုအစောပိုင်းမှာလည်းကျွန်တော်ပြောခဲ့ပါတယ်။ သူတို့စင်တပိုင်းဆင်းပညာရှင်တွေကလည်းမဖန်တီးနိုင်တာမဟုတ်ပါဘူးဖန်တီးနိုင်ပါလေဒါပေမဲ့သူတို့ကဖန်တီးလိုက်ပြီဆိုရင်သူတို့ရဲ့ဒိုချီစွမ်းရည်ကုန်ခန်းမှုနဲ့စိတ်ဝိညာဉ်စွမ်းရည်ကုန်ခန်းမှုကအရန်ဝမှာကြောက်ဖို့ကောင်းပါလေတစ်ဖက်ဘော်ဒီတစ်ပါးတစ်ပင်ခီးစင်မှာသူတို့စင်တပိုင်းဆင်းယူသေးတုံယုတ်ကလေဟာနဲ့လောကငယ်တွေကိုဖန်တီးနိုင်ရတဲ့အကြောင်းရင်းကတစ်ချက်ပဲရှိပါလေသူတို့ဘော်ဒီတစ်ပါးတစ်ပင်ကြီးကဒိုချီစွမ်းရည်ကိုထောက်ပံ့ပေးနေရကြောက်ပါ ပြီးတော့သူတို့ကရုတ်သေးဖြစ်နေပြီး body တပါတစ်ပင်ကြီးရဲ့ထိန်းချုပ်မှုအောက်မှာရောက်ရှိနေရပါဒါကြောင့်သာသူတို့ကလေဟာနဲ့လောကငယ်ကိုဖွင့်လင်းနိုင်စွမ်းရှိတာပါတစ်ဖက်မှာရောက်ချမ်းရတော့သူ့ရဲ့ကိုယ်ပိုင်အစွမ်းစားနဲ့သူကိုယ်တိုင်ဖွင့်လင်းတာပါသူတော်စင်ဒပိုင်းအစင်းပညာရှင်တိုင်းကလေဟာနဲ့လောကငယ်ကိုဖွင့်လင်းနိုင်ပေမဲ့ဖွင့်လင်းပြီဆိုရင်ပေးဆက်ရတဲ့တန်မှုကအရန်ဟုတ်မှကြီးမားပါတယ်အဲ့ဒါကတော့စိတ်ဝိညာဉ်စွမ်းရင်ကုံဆုံးမှုနဲ့ဒေါချီစွမ်းရင်ကုံဆုံးမှုပါပဲ အခုလာရောက်တိုက်ခိုက်တဲ့ကုယိုးနဲ့ထင်မီနောင်မှအဲ့လိုတိုက်ခိုက်မှုမျိုးမလုံဆောင်နိုင်ကြပါဘူးသူတို့မှာလေဟာနဲ့လောကကိုဖွင့်လင်းဖို့အတွက်လုံလောက်တဲ့စိတ်ဝိညာဉ်စွမ်းရည်ကမရှိပါဘူးလေဟာနဲ့လောကငယ်ကိုဖွင့်လင်းခြင်းနဲ့ဆိုရင်အနည်းဆုံးစိတ်ဝိညာဉ်ကကောင်းကင်အစင်းကိုရောက်ရှိနေမှရမှာပါ ဒီနေရာမှာကျွန်တော်အားလုံးနားလည်လွယ်အောင်လို့စိတ်ဝိညာဉ်အစင်းသမတ်ချက်လေးကိုအနည်းငယ်ပြန်ပြပြပေးပါမယ်။စိတ်ဝိညာဉ်မှာအစင်းသမတ်ချက်၄စင်းရှိပါတယ်။လူသားဝိညာဉ်ကောင်းကင်ဧကရအဲ့၄စင်းမှာမှာလူသားအစင်းစိတ်ဝိညာဉ်ရှိတဲ့လူတွေကတော့တမန်လူတွေနဲ့ဒုစုံအစင်းပညာရှင်တွေပါ။တိုင်းဝိဇာအစင်းကိုတက်ရောက်ဖို့ဆိုရင်တော့စိတ်ဝိညာဉ်ကဝိညာဉ်အခြေအနေမှာရှိဖို့အတွက်လိုအပ်ပါတယ်။ဒါမှသာတိုင်းဝိဇာအစင်းကိုတက်ရောက်နိုင်မှာပါ။ ိုင်းဝင်းစာအထွန်းထိပ်ပညာရှင်တွေနဲ့သူတော်စင်ဒပိုင်းစင်ပညာရှင်အများစုကတော့မှစိတ်ဝိညာဉ်ကိုဝိညာဉ်အခြေအနေမှာသာရှိကြတာပါစိတ်ဝိညာဉ်ကိုကျင့်ကြံရတာဒိုချီစွမ်းရည်ကိုကျင့်ကြံရတာထက်အများကြီးပိုပြီးတော့ခက်ခဲပါလေမှော်စီးပညာရှင်မဟုတ်ဘူးဆိုရင်စိတ်ဝိညာဉ်ကိုကျင့်ကြံတဲ့လူကလည်းရှားပါပါလေအချို့တိုင်းဝင်းစာတွေဆိုရင်တိုင်းဝင်းစာအဆင့်ဝန်းတော်ရောက်ရှိနေပြီးစိတ်ဝိညာဉ်ကလူသားအဆင့်မှာရှိနေတဲ့သူတွေကတော့အမြောက်အများရှိနေပါသေးတယ်နောက်ပြီးတော့ကောင်းကင်အဆင့်စိတ်ဝိညာဉ်ကောင်းကင်အဆင့်စိတ်ဝိညာဉ်ကိုရောက်ရှိနေတဲ့လူအများစုကတော့သူတို့အားလုံးကဆိုရင် အစင်းရှိအထွန်းထိပ်မော်စေးပညာရှင်တွေပဲဖြစ်ကြပါတယ်။အစင်းရှိအထွန်းထိပ်မော်စေးပညာရှင်တွေကတော့ကောင်းကင်အစင်စိတ်ဝိညာဉ်ကိုရောက်ရှိနေကြတာပါ။တစ်ဖက်မှာဝိညာဉ်ရဲ့အစင်စိတ်ဝိညာဉ်ကိုရောက်ရှိနေတဲ့လူအများစုကတော့အစင်းခုနှစ်မော်စေးပညာရှင်နဲ့အစင်းခုနှစ်အထွန်းထိပ်မော်စေးပညာရှင်တွေပါ။အစင်းရှိမော်စေးပညာရှင်တွေကတော့ ကောင်းကင်အစဉ်စိတ်ဝိညာဉ်ကိုရောက်ရှိနေတာပါဒီမှာတိုက်ပွဲအကြောင်းကိုမပြောပြခင်မှာရောက်ချမ်းရဲ့စိတ်ဝိညာဉ်ကဘယ်လောက်ထိတန်ပါလဲဆိုတော့ကျွန်တော်ပြပြပေးပါမယ်ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးပါမယ်စိတ်ဝိညာဉ်အစဉ်၄စဉ်အကြောင်းစိတ်ဝိညာဉ်အစဉ်မှာလူသားဝိညာဉ်ကောင်းကင်ဧကရအဲ့၄စဉ်မှာမှာရောက်ချမ်းရဲ့လက်ရှိအချိန်မှာကောင်းကင်အစဉ်စိတ်ဝိညာဉ်မှာရှိနေရပါကောင်းကင်အစဉ်မှာအစဉ်ခွဲနှစ်ခုထပ်ပြီးတော့ရှိပါတယ် ကောင်းကင်စိတ်ဝိညာဉ်နဲ့ပြည်စုံကောင်းကင်စိတ်ဝိညာဉ်ရောက်ချင်းရဲ့စိတ်ဝိညာဉ်ဟာကောင်းကင်စိတ်ဝိညာဉ်အစင်းကနေပြီးတော့ပြည်စုံကောင်းကင်အစင်စိတ်ဝိညာဉ်ကိုတက်ရောက်တော့မဲ့အချိန်ဒီမှာရှိနေရပါရောက်ချင်းကသာပြည်စုံကောင်းကင်အချိန်ဒီကိုရောက်ရှိသွားပြီဆိုရင်သူကခန္ဓာနှစ်ခုကိုခွဲထုတ်လို့ရပါတယ်အဲ့ခန္ဓာနှစ်ခုလုံးဝဆိုရင်လည်းအဆင့်တူဖြစ်နေမှာဖြစ်ပြီးတော့တဖက်လူကတုံးနိုင်တဲ့ဆွမ်းရည်ကလည်းမူလခန္ဓာကတုံးနိုင်တဲ့ဆွမ်းရည်နဲ့တစ်ထပ်သေးပါပဲဒါဆိုရင်တော့စိတ်ဝိညာဉ်နဲ့ထုတ်လို့တဲ့ကိုပွားလို့ပြောလို့ရပါတယ် အဲ့လိုခန္ဓာခွဲထုတ်တာကတော့ပြည်စုံကောင်းကင်အခြေအနေကိုရောက်ရှိနေတဲ့ဒူရီယာသာလုံးဆောင်နိုင်တဲ့အရာပါပြည်စုံကောင်းကင်အခြေအနေကိုရောက်ရှိနေတဲ့သူကဒိုချီကုန်းမြစ်တစ်ခုလုံးမှဆိုရင်လူ၁၀ရောင်းတော့မပြည့်ပါဘူးအဲ့လောက်ထိရှားပါတာပါဒီစိတ်ဝိညာဉ်အဆင့်တွေမှာဝိညာဉ်အဆင့်ရနေပြီးတော့ကောင်းကင်အဆင့်ကိုတက်ဖို့တော့မှအတော်လေးဥမှခဲရင်ပါတယ်ဒါပေမဲ့ရောက်ချမ်းစိတ်ဝိညာဉ်ဆိုရင်တော့ရောက်ချမ်းငယ်စဉ်တည်းကစိတ်ဝိညာဉ်မှာပါရမီအရန်ဥမှရှိပါတယ် သူ့ရဲ့စိတ်ဝိညာဉ်ဟာအရန်အားကောင်းနေတာဖြစ်တာကြောင့်မလို့လေဟန်ဖုံကတစ္ဆာဖောက်ခဲ့ချိန်မှာရောက်ချမ်းကသူ့ရဲ့စိတ်ဝိညာဉ်တမျိုးကိုလက်စုထဲမှာထည့်သွင်းပြီးတော့ဒုတိယအချိန်မျိုးကိုပြန်လည်ရှင်တန်ခွင်းကိုရရှိခဲ့တာပါရောက်ချမ်းရဲ့စိတ်ဝိညာဉ်ဟာဆိုရင်တော့ကောင်းကင်အချိန်ဒီမှာတော့မှပြည်စုံကောင်းကင်အချိန်ဒီနဲ့အတော်လေးဥမာနီးစပ်နေပါပြီသူသာအခွင့်အရေးအနည်းငယ်လောက်ကိုရလိုက်ပြီဆိုရင်သူကပြည်စုံကောင်းကင်အချိန်ဒီကိုချက်ချင်းပဲထိုးဖောက်သွားမှာပါပြောရမယ်ဆိုရင်ရောက်ချမ်းကစိတ်ဝိညာဉ်ဟာအစင်းတတုံးမဲ့အချိန်ဒီမှာရှိနေတဲ့အနေအထားမျိုးပါရောက်ချမ်းကတော့ ပြေဆုံးကောင်းကြီးအချိန်တွေကိုဝင်ရောက်သွားပြီဆိုရင်အဆင့်ကိုစီလုံးတွေကိုတန့်စင်ဖို့တော့သူ့အတွက်ကအခက်ခဲသိမ့်မရှိတော့ပါဘူးအခုအချိန်မှာရောက်ချမ်းကအဆင့်ကိုအဆင့်နဲ့မျှော်စေးပညာရှင်ဆိုတာမှန်ပေမဲ့အဆင့်ကိုစီလုံးကိုတန့်စင်ရတဲ့အခက်ခဲကသူ့အတွက်တော့မှအခက်ခဲတွေအများကြီးရှိနေပါတယ်ပြေဆုံးကောင်းကြီးအချိန်တွေကိုဒါဝင်ရောက်ပြီးသွားပြီဆိုရင်တော့ရောက်ချမ်းအတွက်အဆင့်ကိုစီလုံးတွေကိုတန့်စင်ရမှာအခက်ခဲရတော့အများကြီးကိုရောကြသွားမှာပါအခုစိတ်ဝိညာဉ်အကြောင်းကိုရှင်းပြပြီးပြီဆိုတော့အဲ့ဒါကိုလက်ရှိထားလိုက်ပါ။ရောက်ချင်းစိတ်ဝိညာဉ်ဟာကောင်းကင်အခြေအနေမှာတော့မှပြည့်စုံကောင်းကင်အခြေအနေကိုရောက်တော့မဲ့နေရာမှာရှိနေပါတယ်။ တစ်ဖက်မှာကုယုံနဲ့ထင်မြင်ရဆိုရင်တော့စိတ်ဝိညာဉ်ဟာဝိညာဉ်အဆင့်သာရှိသေးတာပါဝိညာဉ်အဆင့်သာရှိသေးတာဖြစ်တဲ့ပုံမှာယောက်ချင်းရဲ့စိတ်ဝိညာဉ်ဟာသူတို့နဲ့ရှိမှဆိုရင်မိုးနဲ့မြေလောက်ကိုကွာနေပါတယ်ယောက်ချင်းကသူတို့ထက်စိတ်ဝိညာဉ်စွမ်းရည်အများကြီးပိုပြီးတော့တန်မာနေပါတယ်ဒါကြောင့်မလို့လေသူတို့စဉ်တပိုင်းအဆင့်ထဲမှာယောက်ချင်းကိုပြိုင်ဘက်กินလို့ပြောတာပါတယောက်ချင်းရှင်ချမယ်ဆိုရင်ဘသူကမှယောက်ချင်းရဲ့ပြိုင်ဘက်မဟုတ်ပါဘူးဒါကယောက်ချင်းကထူးခြားနေရတဲ့အကြောင်းရင်းပါပဲဒီမှာဆိုရင်ယောက်ချင်းကသူ့ရဲ့ကိုပိုင်လီဟာနဲ့လောကငယ်ကိုခေါ်သွားပြီးတဲ့နောက်မှာသူတို့နှစ်ယောက်ကိုခဏတာဖိနှိပ်နိုင်ခဲ့ပါတယ် လေဟာနဲ့လောကငယ်တဲ့ကိုစာပြီးတော့ထည့်သွင်းသွားတဲ့အချိန်မှာဆိုရင် ရောက်ချမ်းကသူတို့နှစ်ယောက်ကိုအပြေးဝါကိုဖိနှိမ်ခဲ့တာပါ။ အဆင့်တူပညာရှင်နေအောင်တော်မှာရောက်ချမ်းရဲ့တိုက်ခိုက်မှုအောက်မှာဇက်တိုက်နောက်ဆုံးနေရတာပေါ့အလုံးကမြင်တွေ့ရမှာပါဒါဆိုရင်ရောက်ချမ်းကဘယ်လောက်ထိကြမ်းလဲဆိုတာကိုပြသနေရပါဒီနေရာမှာတယောက်ထဲသားဆိုရင်ရောက်ချမ်းကအဲ့လူကိုအချိန်တိုတွင်းမှာအသေးတက်ပြစ်နိုင်ပေမဲ့နှစ်ယောက်တယောက်ဖြစ်နေတဲ့အချိန်မှာရောက်ချမ်းရဲ့တိုက်ခိုက်မှုတွေကိုသူတို့ဘက်မှာကာကွယ်နိုင်စွမ်းရှိသွားခဲ့ပါတယ်ရလဲအနေနဲ့တော့ရောက်ချမ်းကလေးတူရှင်ပြီးတော့တိုက်ခိုက်နိုင်တဲ့အထိပဲလုံးဆောင်နိုင်ပါတယ်အဆင့်တူပညာရှင်နှစ်ယောက်တယောက်ခုနော်မှာလေးတူရှင်တိုက်နိုင်တယ်ဆိုတာကလေရောက်ချမ်းကဘယ်လောက်ကြမ်းနေလဲဆိုတာကိုပြသရရောက်နေပါပြီ ဒါပေမဲ့လေအခုနကျွန်တော်ပြောသလိုပဲရောက်ချမ်းမှာရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိပေမဲ့သူကကိုပိုင်လီဟာနိုင်ငံကိုဖွင့်လှစ်ထားရတာပါလီဟာနိုင်ငံကိုဖွင့်လှစ်တဲ့အချိန်မှာစိတ်ဝိညာဉ်စွမ်းရင်ကုံဆုံးမှုနဲ့ဒိုချီစွမ်းရင်ကုံဆုံးမှုကအတော်လေးဥမှာတောင်းမဖွေရကောင်းလွန်ပါလိမ့်ရောက်ချမ်းမှာဒိုချီစွမ်းရင်ကိုပြောင်းလဲဖြစ်တည်ပြနိုင်တဲ့စေလို့အမြောက်များရှိနေလို့သူ့ရဲ့ဒိုချီစွမ်းရင်ကိုသူကထိမ့်သိမ်းထားနိုင်တယ်ဆိုပေမဲ့တစ်ဖက်မှာလည်းကုယုံနဲ့ထင်မြို့သူကဇက်တိုက်တိုက်ခိုက်နေရပါတယ်ဒါကြောင့်မလို့သူ့မှာ ပြန်လဲဖြည့်တင်းတဲ့ဒူချီစွန်ရင်ကတော့လောင်းငါမှုမရှိပါဘူးပြီးတော့သူ့မှာအနာယူဖို့အချိန်ရလည်းမရှိပါဘူးဇက်တိုက်ကိုမှသူကတိုက်ခိုက်နေရတာပါတစ်ဖက်မှာလည်းဝင်းညင်စွန်ရင်ကိုကိုပိုင်လီဟာနဲ့ငယ်လေးကိုဖွင့်လှစ်ဖို့အတွက်အသုံးပြုခဲ့ရပါတယ်ဒါကြောင့်မလို့ရောက်ချမ်းရဲ့စွန်ရင်ကုံဆုံးမှုကအတော်လေးကိုမြင်မာတယ်လို့ပြောလို့ရပါတယ်ရာလန်းအနေနဲ့ရောက်ချမ်းကသူတို့နှစ်ယောက်ကိုအချိန်ကြာကြီးမထိန်းထားနိုင်ပါဘူး သူထိန်းထားနိုင်တဲ့အချိန်ကအကန့်အသတ်ရှိပါတယ်အဲ့ဒီအချိန်အတွင်းမှာသူတို့နှစ်ယောက်ကလည်းသူ့ကိုအနိုင်မြူပြစ်နိုင်တယ်လို့ယောက်ချမ်းကလည်းသူတို့နှစ်ယောက်ကိုအနိုင်မြူပြစ်နိုင်ပါဘူးနှစ်ဖက်စလုံးရဲ့ရလက်ကတည်ရင်အနေထားမှသာရှိနေရပါဒါဆိုရင်တစ်ဖက်တိုက်ပွဲကိုတွားလိုက်ရအောင်ဒီမှာကြဲကြွေဆိုင်ရဲ့လေဟာနဲ့အကောက်ွယ်ဒီလေဟာနဲ့အကောက်ွယ်ဟာဆိုရင်တော့တာမိတ်စာအထုံးထိပ်အဆင့်ပညာရှင်တွေကတော့ထိုးဖောက်နိုင်တာမဟုတ်ပါဘူးဒါပေမဲ့သူတော်စင်တပိုင်းအဆင့်ပညာရှင်တွေကတော့ထိုးဖောက်နိုင်ပါတယ်နံပါတ်3ကောင်းကင်ဝိဇ္ဇာဆိုရင်တော့သူတော်စင်တပိုင်းအဆင့်ပညာရှင်ပါ လေဟာနဲ့အစင်းကိုမထိုးဖောက်ခင်မှာနံပါတ်3ကောင်းကြီးဝိဇာနဲ့ရှင်ပြီးတော့တိုက်ခိုက်တဲ့ခြိုင်လင်းရှောက်ယီရှန်းချင်းလင်ဒီနေရာကိုကျွန်တော်အနေငယ်ရှင်းပြပေးပါမယ်ခြိုင်လင်းရောရှောက်ယီရှန်းရောချင်းလင်ရောတုံးယောက်စလုံးမှာကျဲကိုးပွင့်အထွန်းထိပ်တိုင်းဝိဇာအစင်းသာရှိသေးတာပါသူတို့တုံးယောက်လုံးတယောက်ကမှပြောင်းလဲချင်းကိုးတွေ့အစင်းနဲ့ဝင်ရောက်သေးပါဘူး ဒါကြောင့်မလို့သူတို့ရဲ့စွမ်းရည်ကအကန့်အသတ်ရှိပါတယ်။သူတို့ရင်ဆိုင်နေရတာသူတော်စင်တပိုင်းအဆင့်ပညာရှင်မှာ။ဒါပေမဲ့လည်းသူတို့သုံးယောက်ကသူတော်စင်တပိုင်းအဆင့်ပညာရှင်တယောက်ကတော့ခဏတာရှင်ပြီးတော့တိုက်ခိုက်နိုင်တယ်ဆိုတဲ့ရလေသူတို့ကလည်းဘလောက်အစွမ်းထက်လဲဆိုတာကိုပြသရောက်နေပါပြီ။သူတို့ရင်ဆိုင်နေရတဲ့သူကကနဦးသူတော်စင်တပိုင်းအဆင့်ပညာရှင်တယောက်ဖြစ်နေဦးမယ်ဆိုရင်တော့မှသူတော်စင်တပိုင်းပါပဲ။ သူတို့ရင်ဆိုင်နိုင်ရတဲ့အကြောင်းပြချက်ကတော့ရိုးရှင်းရှင်းပါပဲ။ခြိုင်လင်းရကြတော့ခွနရောင်ချေကောင်းကင်စပုံဝင်ဖြစ်ပြီးချင်းလင်းရကြတော့ရှီဟောင်းမွေဝင်းညင်ကိုပိုင်ဆိုင်လာပြီးကြောက်စိမ့်မွေပန်းသုံးမွေမျိုးလုံးရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။တစ်ဖက်မှာရှော်ယူရှန်ကလည်းအစိတ်ခံတာပိုင်ရှင်မှာသူတို့တုံယောက်လုံးမှာဆိုရင်တော့ထူးခြားမှုရှိတဲ့မင်းကလေးတွေပါ။သူတို့တုံယောက်လုံးရဲ့ပူပေါင်းတိုက်ခိုက်မှုကကနဦးသူတို့စဉ်ဒပိုင်းအစိတ်ပညာရှင်ကိုအချိန်ခဏလေးထိန်းနှားနိုင်စွမ်းရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအချိန်ခဏလေးသာထိန်းနှားနိုင်စွမ်းရှိခဲ့တာပါ။ရာလတ်အနေနဲ့ကတော့သူတို့ကရှုံ့နှိမ့်သွားတာကိုဒီမှာအလုံးကမြင်တွေ့ခဲ့ရမှာပါ။ဒါကလည်းဖြစ်တင်ပါတယ်။ သူတော်စင်နဲ့တိုင်းဝိဇာဆိုတာတိုင်းတလို့မရတဲ့ကွာဟမှုကြီးပါဒါကြောင့်မလို့အဲ့ဒီကွာဟမှုကိုထူးခြားမှုနဲ့ဖြည့်တင်းလို့ရမယ်ဆိုတာကြီးကအတိတ်ပဲမရှိပါဘူးရှောင်းဝမ်းလိုမျိုးကောင်းကင်မီရောက်တွေကိုပေါင်းဆက်တဲ့တဘာဝလိုတိုက်ကွက်မျိုးဝါတာမရှိဘူးဆိုရင်တိုင်းဝိဇာအစင်ကသူတော်စင်တပိုင်းအစင်ပညာရှင်ကိုရင်ဆိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး ရှောက်ယူရှန်းချင်းလင်ချိုင်လင်သူတို့တုံးယောက်ကရှုံးနေသွားတဲ့အချိန်မှာတဖက်မှာရောက်ထန်းကလည်းစိတ်ဝိညာဉ်စွန်းကိုဒိုချီစွန်းကိုအတော်လေးဟိုမှာကုန်ခန်းလာပြီမို့လို့သူကလည်းအရင်နှိမ့်စားပြူလာပါတယ်။အဲ့ဒီအချိန်မှာပဲကုယိုးနဲ့ထယ်မင်ကသူတို့ရဲ့အစွမ်းထက်ဆုံးတိုက်ကွက်တွေကိုအသုံးပြုပြီးရောက်ချန်းရဲ့ကိုပိုင်လီဟာနဲ့ငယ်လေးကိုဖြိုခွင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရောက်ချန်းကလည်းအရင်နှိမ့်သွားခဲ့ပါတယ်။ဒါပေမဲ့တဖက်မှာကုယိုးနဲ့ထယ်မင်ကလည်းဒဏ်ရာရရှိခဲ့ပါတယ်။ဒီလိုဒိုင်ရန်ရရှိတဲ့ရလက်ကလည်းဒီတိုက်ပွဲမှာရောက်ချမ်းရဲ့ဆွမ်းဆောင်ရီကအတော်လေးဥမှမြင့်မားတယ်လို့ပြောလို့ရပါတယ် နှစ်ယောက်တစ်ယောက်တိုက်ရတာဖြစ်တာကြောင့်သူ့ကိုရှုံနေသွားတယ်ဆိုပြီးတော့ပြောလို့မရပါဘူးတယောက်ချင်းဆိုရင်ဘဲသူတော်စင်တစ်ပိုင်းစင်ပညာရှင်ရမှရောက်ချမ်းရဲ့ပြိုင်ပွဲဖြစ်လာမှာမဟုတ်ပါဘူးအစင်တူပညာရှင်နှစ်ယောက်ကိုနှစ်ယောက်တစ်ယောက်အချိန်ကြာကြီးလေးတူရှင်တိုက်နိုင်တာရောက်ချမ်းကဘလောက်ကြမ်းလဲဆိုတော့တက်တေပြားရောက်နေပါပြီဒါအပြင်မှာတစ်ဖက်လူနှစ်ယောက်ကိုပါဒိုင်းရအပြင်းထန်ရောက်အောင်တိုက်ခိုက်ခဲ့ပါသေးတယ်ဒါပေမဲ့လေသူကိုယ်တိုင်ကလည်းဒိုင်းရအပြင်းထန်ရရှိသွားပါတယ် ဒါဆိုရင်တော့ခုနကပြောသလိုပဲသူရဲ့စိတ်ဝိညာဉ်စွာကုန်ခန့်မှုနဲ့ဒေါချီဆိုရင်ကုန်ခန့်မှုကအတော်လေးဥမှာမြင်မာလာတာမို့လို့ပါအစုံးမှတော့ယောက်ချမ်းရဲ့လေခံနိုင်မှရှိပဲရှုံနေခဲ့ရတာပါအကယ်၍ရောက်ချမ်းရဲ့စိတ်ဝိညာဉ်အားသာဒီနေရာမှာပြည်စုံကောင်းကင်အခြေအနေကိုရောက်ရှိနေပြီဆိုရင်သူကသူတို့နှစ်ယောက်လုံးကိုတစ်ချိန်တည်းမှာရင်ဆိုင်နိုင်ပါတယ်ပြီးတော့တစ်ချိန်တည်းမှာအနိုင်ယူပြစ်နိုင်စွမ်းရှိပါတယ် ဒါဆိုရင်တော့ကောင်းကင်အစင်းနဲ့ပြည်စုံကောင်းကင်အခြေအနေရဲ့ကွာဟမှုကြီးပါကြီးမားတဲ့ကွာဟမှုကြီးပါရောက်ချမ်းပြည်စုံကောင်းကင်အခြေအနေကိုဝင်ရောက်တော့မဲ့အခြေအနေမှာရှိနေရဆိုပေမဲ့လေသူ့ရဲ့စိတ်ဝိညာဉ်ကပြည်စုံကောင်းကင်အခြေအနေကိုအမှန်တကယ်မရောက်ရှိသေးပါဘူးဒါကြောင့်မလို့ရောက်ချမ်းကဒီတိုက်ပွဲမှာရှုံးနေခဲ့ရတာပါတစ်ဖက်မှာသူတော်စင်တပိုင်းအစင်းပညာရှင်တွေကိုအချိန်ဆွဲပြီးတိုက်ခိုက်နေတဲ့ရောက်ချမ်းရောချိုင်လင်းရှောက်ယူရှန်ချင်းလီတို့တုံယောက်အဖွဲ့ရပါရှုံးနေသွားတာမလို့ကြဲကြွေးဆိုင်ရင်ဘက်ကအတော်လေးကိုစိုးရတဲ့အခြေအနေမျိုးကိုကြောက်ရွံ့သွားပါတယ်ကြဲကြွေးဆိုင်ရဲ့အကာအကွယ်အစီရင်ရာဆိုရင်လေနံပါတ်3ကောင်းကင်ဝိဇ္ဇာသူတော်စင်တပိုင်းအစ င်းပညာရှင်ရဲ့တိုက်ခိုက်မှုအောက်မှာပျက်စီးသွားခဲ့ရပါတယ် ဝိဇာဖန်ကလည်းကျေကိုပွင့်တိုင်းဝိဇာအစင်းလောင်းကိုရောက်နေလောက်ပြီဆိုပေမဲ့လည်းသူတော်စင်တပိုင်းအစင်းပညာရှင်ရဲ့တိုက်ခိုက်မှုတော့သူ့မှာခုခံနိုင်စွမ်းမရှိခဲ့ပါဘူးအဆုံးသတ်မှာတော့ကျေကျွေဆိုင်ကပျက်စီးမဲ့ကပေးကြီးကိုစိုက်ရောက်နေပါတယ်ပြီးတော့လေလျစီးဆိုင်နဲ့ရေကဲမြစ်တောင်ကြားထေမင်ခိုင်ရလူတွေကလည်းအစီရင်ဖွဲ့ပြီးတော့ဇက်တိုက်ဘုံကျဲတိုက်ခိုက်မှုတွေကိုပြုလုပ်နေကြတော့ကျေကျွေဆိုင်ရဲ့တပည့်အမြောက်များကလည်းအသက်ဆုံးရှုံးခဲ့ရပါတယ်အဲ့ထဲမှာဒူဇုံအစင်းပညာရှင်အမြောက်အများနဲ့တိုင်းဝိဇာအစင်းအကြီးကဲအချို့ကပါပါဝင်နေပါတယ်ဒီမှာဆိုရင်ရောက်ချမ်းကိုထေမင်ကတိုက်ခိုက်လိုက်တဲ့အချိန်မှာကျေကျွေဆိုင်ကလူတွေက ောက်ချမ်းအတွက်အသက်ကုန်အောင်စည်ပြီးနေတော့အားလုံးမြင်တွေ့ရမှာပါဒါဆိုရင်လေရောက်ချမ်းရဲ့ခေါင်းဆောင်ပီတာမှုကြောက်ပါပဲဒီအကြီးကဲတွေဟာဆိုရင်ကြဲကြွေဆိုင်ကိုနောက်ပိုင်းမှာပူပေါင်းလာတာဖြစ်ပြီးရောက်ချမ်းကြောက်ပဲသူတို့ရဲ့ဇွမ်းကြီးကအစမတန်မြင့်မားလာတာပါ ပြောမယ်ဆိုရင်ရောက်ချမ်းမမြတာတဲ့လူတယောက်မဟုတ်ပါဘူး။ तू ကသူ့အပေါ်ကောင်းတဲ့လူတိုင်းကိုရောက်ချမ်းကောင်းကောင်းမွန်မွန်သာဆက်ဆံတတ်ပါလိမ့်။ तू ကြဲ့ကြွေဆိုင်အတွက်အစွမ်းကုန်လုပ်ပေးတဲ့လူမှန်သမျှကိုရောက်ချမ်းလစ်လူရှူတာမဟုတ်ပါဘူး။ तू ဘက်ကနေအကောင်းဆုံးပေးကမ်းမှုတွေကိုပြန်လည်ပြီးတော့ပေးတတ်ပါလိမ့်။ဒါကြောင့်မလို့လေဒီလူတွေရဲ့ကြဲ့ကြွေဆိုင်ပို့တစ္ဆာရှိမှုကအတော်လေးဥမာခိုင်မေးတာပါ။ပြီးတော့ဒီမှာသူတို့ကရောက်ချမ်းကိုအသက်ပါဆွန့်ပြီးတော့ကာကွယ်ဖို့စာနာရှိနေကြပါလိမ့်။ပြီးတော့ဒီထဲမှာကြဲ့ကြွေဆိုင်မှာငဂိုရီယာရှိနေပြီးတော့ရောက်ချမ်းရဲ့အကူအညီကြောင့်တိုင်းဝင်းစာအဆင့်ကိုချိုးဖြတ်နိုင်တဲ့လူအချို့ကလည်းပါဝင်နေပါလိမ့်။ဒါကြောင့် လို့သူတို့ကရောက်ချမ်းပေါ်ထားတဲ့လေးစားမှုကတကယ်ဥမကြီးမားပါတယ်။ဒါကြောင့်မလို့လေသူတို့ကသူတို့ရဲ့အတက်ကိုတော့ရောက်ချမ်းအတွက်ပေးဆပ်ဖို့အတွက်စာနာရှိနေကြတာပါ။ဒီမှာသူတို့အားလုံးရဲ့ပေးဆပ်မှုနဲ့သူတို့အားလုံးရဲ့အစွမ်းကုန်တိုက်ခိုက်မှုကြောင့်ပဲရှောင်းရင်းကထွက်လာတာကိုအချိန်မီဖြစ်စေခဲ့ပါတယ်။ဒီအချိန်မှာထွက်ပေါ်လာတဲ့အတန်ကျေတာလောကအတွင်းမှာငါးဆိုင်ကမဟုတ်တဲ့လူအားလုံးကတည်ရမယ်။ ဒီချိန်မှာမြင်တွေ့ရတဲ့လေဟာနဲ့လောကငယ်ဒါဆိုရင်တော့ကိုပိုင်းလေဟာနဲ့လောကငယ်ပါဒါဆိုရင် တိုင်းသူတော်စင်တယောက်ကဖန်တီးတဲ့ကိုပိုင်းလေဟာနဲ့လောကငယ်ပါအစင်းမှန်တိုင်းသူတော်စင်တယောက်ကဖန်တီးနိုင်တဲ့လေဟာနဲ့လောကငယ်ပါလေဟာနဲ့လောကငယ်ကိုဖန်တီးနိုင်တာသူတော်စင်တယောက်ရဲ့စစ်မှန်တဲ့စွန့်ရင်ပါရောက်ချမ်းလည်းဖန်တီးနိုင်တယ်ဆိုပေမဲ့ပေးဆက်ရတဲ့အဖိုးခေါ့အစောပိုင်းကအားလုံးကမြင်တွေ့ခဲ့ရမှာပါ ဒီမှာရှောင်းဝမ်ကဖန်တီးနိုင်တာကတော့ဒိုရှန်တိုင်းသူတော်စင်အစင်းကိုရောက်ပြီးရနောက်မှာသူ့ရဲ့ကိုပိုင်စွမ်းရည်နဲ့သူကိုယ်တိုင်ဖန်တီးလိုက်တဲ့လေဟာနယ်လောကငယ်ပါရှောင်းရန်ကလေဟာနယ်လောကငယ်ကိုဖန်တီးလိုက်တဲ့အချိန်မှာထွက်ပေါ်လာတဲ့အငွေသက်အရှိန်ဝါနဲ့နေပဲဒိုဇုံအစင်းပညာရှင်အလုံးကတည်ဆုံသွားပါတယ်ဒါဆိုရင်သူတော်စင်တယောက်ရဲ့စွမ်းရည်စစ်မှန်တဲ့တိုင်းသူတော်စင်ရဲ့စွမ်းရည်ပါပဲတိုင်းသူတော်စင်တယောက်ကဘလောက်ထိကြမ်းလဲဆိုတာဒီမှာအလုံးကကြည့်ကြပါဒိုဇုံအထွန်းထိပ်ပညာရှင်တွေကတော့တိုင်းသူတော်စင်ရဲ့အရှိန်ဝါအောက်မှာအမှုတ်ဖြစ်သွားခဲ့ရပါတယ် ဒါဆိုရင်သူတော်စင်တွေကဘလောက်ကြံလဲဆိုတာကိုပြသနေရပါအဲ့ထဲမှာတိုင်းဝိဇာအစဉ်ပညာရှင်တွေရပါပါဝင်နေပါလေအဲ့ထဲမှာကျဲချောက်ပင်းအောင်တိုင်းဝိဇာတွေရတော့တိုင်းသူတော်စင်ရဲ့အရှိန်ဝါနဲ့အစင်းမှန်တိုင်းသူတော်စင်ရဲ့အရှိန်ဝါနဲ့အငွေတက်ကိုခုခံနိုင်စွမ်းမရှိခဲ့ပါဘူးသူတို့ကအရှိန်ဝါအငွေတက်အောင်ပါတယ်အမှုအဖြစ်ပြောင်းလဲသွားတာကိုအလုံးကမြင်တွေ့ခဲ့ရမှာပါဒါကိုဒီနေရာမှာမှပထမဆုံးအချိန်တွေ့ရတာမဟုတ်ပါဘူး ိုင်းသူတော်စင်အကျွင်းကျန်နေမိမှာတော့ရှောင်းဝမ်းတို့ကကျဲတပွင့်တိုင်းသူတော်စင်အယိုးစုကြောင့်သူတို့ကျဲငါးပွင့်တိုင်းဝိဇာတွေဖိနှိပ်ခံရတဲ့အခန်းကိုပြန်သွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်အလုံးကသိရမှာပါအဲ့တုန်းကတိုင်းသူတော်စင်ကကျဲတပွင့်တိုင်းသူတော်စင်ပါပဲဒါနောက်မှသူကတေဆုံးနေတဲ့တိုင်းသူတော်စင်ပါလက်ရှိထွက်ပေါ်လာတဲ့ရှောင်းဝမ်းကအစင်းမှန်အသက်ရှင်နေတဲ့အကောင့်ထဲလုံးလုံးရှိနေတဲ့အစင်းမှန်ကျဲတပွင့်တိုင်းသူတော်စင်ပါဒါကြောင့်မလို့သူ့ရဲ့အချိန်ကအောင်ပါတယ်။ကျဲ၆ပွင့်ရောက်တိုင်းဝိဇာအလုံးကတခါတည်းတည်ဆုံသွားရတာပါ။ ဒါဆိုရင်လေတိုင်းသူတော်စင်ကဘလောက်ထိကြမ်းလဲဆိုတာကိုပြသနေရပါတိုင်းသူတော်စင်ကြီးရဲ့မျက်စိထဲမှာသူတော်စင်တပိုင်းအဆင့်ပညာရှင်တိုင်းမိစားအဆင့်ပညာရှင်အားလုံးကပျော်စိတ်တွေတက်ပါပဲဒိုးစုံအဆင့်နဲ့ဆိုရင်ထဲပြောဖို့တော့မထိုက်တတ်ပါဘူးတိုင်းသူတော်စင်ဖြစ်လာပြီဆိုရင်ဒိုချီကုံမြင့်ကြီးရဲ့ထိတ်တီးအဆင့်ပညာရှင်တယောက်ဖြစ်လာပြီလို့ပြောလို့ရပါတယ်တိုင်းမိစားဆိုရင်တော့ဒိုချီကုံမြင့်ကြီးမှာထိတ်တန်းလို့သတ်မှတ်ရပါမယ်ထိတ်တီးတော့မဟုတ်ပါဘူးထိတ်တီးဆိုတာတကယ်ဆရာဆရာကြီးတွေသာရှိနေတဲ့နေရာပါရှောင်းဝမ်ကဆိုရင်တော့ကျယ်တဝင်းတိုင်းသူတော်စင်တယောက်ဖြစ်လာခဲ့ပါပြီကျွန်တော်ကတော့ခရိုဆာကီပါ ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး